အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမုံကောင်းတောင်းပီးလိုက်ပါတယ်အဲ့တော့ကျွန်တော်ရှေ့ဗီဒီယိုမှာကျွန်တော်ဆွေးနွေးခဲ့တာရှိတယ်ဗောနော်ဆွေးနွေးခဲ့တာကခုနပြောသူပဲလက်ရှိမှာအသင်းနဲ့ပြည်သက်တွေနဲ့လုံးဝဝေးကွာသွားတဲ့ feeling တခုဒါကျွန်တော်အခြေအနေတခုကျွန်တော်တို့ဒါအဓိကဆွေးနွေးခဲ့ရဆိုတော့အကောင်းဆုံးသိပြီးသားဖြစ်လိမ့်မယ်အဲ့တော့ ဒီအားနဲ့ပတ်သက်ပြီးကျွန်တော်ဒါဗီဒီယိုထဲမှာ Chelsea ကြောက်ကြောက်ထည့်ပြောသွားခဲ့လို့လက်ရှိမှာ Chelsea နဲ့ပတ်သက်ပြီးအခုလက်ရှိဒါကျွန်တော် detail လေးနည်းနည်းလေးပြောသွားခြင်းနဲ့အဲ့ဒါကဘာကိုပြောခြင်းတာလဲ Chelsea အသင်းအနေနဲ့အခုလက်ရှိမှာအခုလိုအခြေအနေမျိုးမှာပြည်သက်တွေကဘာလို့ကိုအခြေအနေကိုဒါခုနကပြောလို့ပဲလက်မခံနိုင်ကြရလဲဘာလို့အခုလက်ရှိမှာကိုအသင်းကိုကိုတော့သဘောမကျကြရလဲခုနကပြောသူများအခုလက်ရှိမှာကျွန်တော်ဒါတချို့ပြည်သက်တွေမိတယ်ပေါ့နော်မင်းတို့အသင်းကလည်းအကြောက်ဒီခြေနေစိုးနေမှာမဟုတ်ဘူးပေါ့နော်ဥရောပဝင်ဝင်လေးရတယ်ဒါခုနကပြောလို့ပဲလက်ရှိမှာ Chelsea အသင်းတစ်သင်းအနေနဲ့ ဘယ်လိုပုံစံမျိုးကိုဒါကျွန်တော် approach လုပ်မလဲလက်ရှိအနေနဲ့ဆိုရင်တော့ဒါရုတ်တရက်ကြည့်မယ်ဆိုရင်တော်တော်လေးကိုဒါဟိုချက်စီပိတ်သက်တယောက်အနေနဲ့ကြည့်အောင်ချက်စီပိတ်သက်တယောက်အနေနဲ့ကြည့်မယ်ဆိုခင်ဗျားတို့လုံးဝဟိုအသင်းတသင်းကဗျာဒီလားဟိုလုံးဝ success story ဆိုတာကြီးကိုဖြစ်လာတဲ့အချိန်မှာအဲ့ဒီ success story ကြီးကဟိုနောက်ပုံစံကျွန်တော်မမေ့ရဗျာရူမန်တယောက်ဒါချက်စီအသင်းစီရောက်လာတဲ့အချိန်မှာပရိသတ်ကတောင်းဆိုလို့တောင်မှ ကစားသမားကိုဝယ်လာပေးတဲ့ scenario တစ်ခုကနေပြီးတော့အခုလက်ရှိမှာပြိတက်ဘက်ကနေပြီးတော့ဒါခုနပြောလို့ပဲငါတို့ကဖလားလေးလူကျင်ပါတယ်ဆိုတဲ့ scenario ပြန်တောင်းနေရတယ်အဲ့တော့ဟိုပြောမှဆိုရင် brand တစ်ခုရပြောမှဆိုဗျာကျွန်တော်ဒါခုနပြော Chelsea အသင်းကအရင်တော့ငါတို့ကဖလားကိုကကြိုက်တဲ့အချိန်ယူလို့ရတဲ့အသင်းတွေရတယ်အခုလက်ရှိမှာငါတို့ဖလားယူဖို့ကြိုးစားနေဆိုတဲ့အသင်းတွေဖြစ်သွားတယ် Chelsea ပြည်သက်တဲ့အောင်နေနဲ့အဲ့ဒီ sense of thought ကအင်မတန်မှတော်တော်လေးကိုစိုးရွားတဲ့အခြေအနေတစ်ခုလို့ကျွန်တော်ရဲ့ဟိုမျက်စိမှာမြင်မိတယ်ပေါ့နော်အဲ့တော့ ြောရမယ်ဆိုရင်ဒါကတော်တော်လေးကိုအခြေအနေစိုးတဲ့အခြေအနေတကူအဲ့တော့ချက်စီသစ်ဆိုတာဗျာသုံးနာပေါ်ဆိုဖလားတွေနဲ့ဘဒုံးမာတာကျွန်တော်တို့ဝေးကွာတဲ့အသင်းတသင်းမဟုတ်ဘူး success story ကအင်မတန်မှဟိုသဘောကျမှုကောင်းတဲ့အသင်းတသင်းဆိုတာကိုတော့ငင်းစရာမလိုဘူးပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့စကားတွေအများကြီးပြောစရာလိုတယ်။ဘာလို့ကျွန်တော်ချက်စီကြောင့်သိတာချက်စီကြောင့်ကျွန်တော်သိတယ်ခုနကပြောကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာကြာခုနကပြောကျွန်တော်နဲ့အရင်ရင်းနှီးတဲ့ချက်စီဆိုတာအမြင်ကျွန်တော်တို့ချက်စီကစကားပြောရင်လေချက်စီပြိသက်တွေရဲ့စကားပြောရင်ခမချက်စီပြိသက်တွေအမြင့်တဲ့ on the elephant မှာရှိတယ်။ဘာလို့ on the elephant မှာရှိလဲတိလားအသင်းကိုယ်တိုင်ကလည်းအသင်းကိုခုနကပြောဆိုစင် င်ပေါ်မှာတင်အသင်းကအသင်းကိုယ်တိုင်လည်းပြိတက်ကိုစင်ပေါ်မှာတင်ပေးထားနိုင်တဲ့အတွက်ကြောင့်မို့အကုန်လုံးက on the elephant ပေါ်မှာရှိနေတာပဲအဲ့ဒါက harsh reality ပဲဗျာသိလားချက်စီရဲ့အသင်းရဲ့ပြိတက်တွေကဟိုချက်စီအသင်းကိုယ်တိုင်ကချက်စီရဲ့အသင်းရဲ့ပြိတက်တွေကိုငါတို့အသင်းကဒီလိုလုပ်ပြနိုင်နေဆိုတော့သူတို့အနေနဲ့မျက်ဝန်းထင်ထင်လည်းပေးထားတယ်အောင်မြင်မှုတွေကိုလည်းပေးထားတယ်တော်တော်များများဖြစ်ထားတယ်အဲ့ဒါကိုမှအခုလက်ရှိမှာတော့ပူလီတော့တခါကြရင်ဗျာကျွန်တော်ပြောတာလေလောကကြီးမှာလေ ပတ်စံသုံးတာမသုံးတာရေးမကြည့်ဘူးအဲ့ဒီ sense of thought ကိုကျွန်တော်အများကြီးလူကြီးဥမာကျွန်တော် example တစ်ခုပြောပြမယ်ပတ်စံသုံးနိုင်အသင်းကကောင်းနေတာမဟုတ်ဘူးဥမာ example တစ်ခုထပ်ပြောအခုလက်ရှိမှာ PSG အသင်း၈နှစ်တင်မှာဒါကျွန်တော်တို့နေမောက်ကိုတန်း200ပေးတယ်ဟိုဟာကိုတန်း60ပေးတယ်ဟိုကောင်ပေးတယ်ခမရအခုလက်ရှိမှာကျွန်တော်မှလည်းပြောအခုလက်ရှိမှာလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ဈေးအခုလက်ပတ်စံအများကြီးပေးရပါတယ်ဒါကဗေချက်ကဘာစကေးလီယာတို့ဘာလို့လဲပေးရဒါပေမဲ့အခုချိန်မှာတင်းမွန်းတဲ့ ဖွဲ့စည်းထားတဲ့ PSG လောက်အမှန်တိုင်းပြောကျွန်တော် Lionel Messi ကိုချစ်တဲ့ကောင်းတော်မှာအခုချိန်မှာဒီ team ကိုကျွန်တော်ပို့ပြီးရင်လည်းရောက်တယ်အဲ့တော့တချို့ကြဟာမင်းတို့အသင်းက2ဘီလီယံသုံးတာ2ဘီလီယံသုံးတာ for what ကျွန်တော်မေးတာတိလား for what ပြိတ္တတွေမေးရလဲအဲ့ဒါကိုပြောတော့ for what အခုလက်ရှိမှာ2ဘီလီယံသုံးတာတယ်အခုလက်ရှိ first 11ကိုကြည့်လိုက်အရင်ကဘယ်သူမှမရှိဘူး first 11ကလွင်ရေမှာဘာလို့မှမရှိ first 11မှာဆိုလဲဒီ2 billion သုံးထားတဲ့ signature move တွေတွေ့ရလားအရင်တော့ roman တယောက်ပတ်စံနေသုံးနေဆိုပတ်စံနေသုံးတာတွေ့ရခမကြည့်လိုက်လေ roman တယောက်ပတ်စံနေသုံးတာ tibo cortas လို့ကိုသမားမျိုးရတယ် diego costa လို့ဒါ atletico madrid မှာဂိုးတွေရှရှန်တောက်တွင်းနေကောင်အသင်းမှာဝိုးဆိုပြီးတွင်းလို့ရတယ်ပြီးတော့ခုနပေါ်တွေ့ကြကျွန်တော်တို့မှတ်မဲ့ရ Eden Hazard လို့ကစားသမားမျိုး United လို့ဒါ Premier League Champion လို့အသင်းနဲ့ဒါကျွန်တော်တို့ live လीမှာရှင်ပြီးခေါ်ခဲ့ရတယ် အဲ့ဒါတွေအကုန်လုံးခုနကပြောတဲ့အရင်တော့ Chelsea ရဲ့ heavy span တွေကိုကျွန်တော်မြန်မာမြက်ဝါတင်တွေတွေ့ခဲ့ရတဲ့ပုံစံမျိုးအခုလက်ရှိမှာ okay ခုနကကျွန်တော်မြက်ဝါတင်တွေတွေ့ပါကျွန်တော်လက်ရှိ11 player မှာကိုပါမောက်ထဲမှာလည်းကိုပါမောက်တို့လူငယ်ဆိုပြီးဝယ်ထားတာအောင်မြင်မှုဝယ်ထားမှာကြားထဲမှာကျွန်တော်ပြောအောင် Kai Sido တယောက်ပဲရှိမယ် Enzo Fernandez ရှိရင်ရှိမှာ okay ဒါနှစ်ယောက်ညင်းလို့ရတယ်တောင်မက်ကစားမှာ Nonni Madui ကိုခင်ဗျားကျွန်တော်ပုံအပွင့်လင်းဆိုခင်ဗျားတို့ကျွန်တော်ဝင်က Nonni Madui ကိုဘယ်ကလာလဲကျွန်တော်မသိဘူး Pedro Neto okay probably Jadon Sancho probably ဖြစ်နိုင်တယ် နီကိုလိုက်ဂျက်ဆန်ဗလာရီယားကဝယ်ထားတဲ့လူငယ်ကစားသမားကျွန်တော်မှတ်မိတယ်အဲ့တော့ပြောချင်တာခုနပြောလိုပဲအရင်တော့က Chelsea အသင်းနေနဲ့ big spending တခုကိုငွေတခုအနေနဲ့ဝုန်းငနဲ့သုံးလိုက်ပြီးဆိုရင် you can see it ဗျာဒီလားပစသုံးထားလားမသုံးထားလားအသင်းတစ်သင်းကိုကြည့်လိုက်ရင်ဝုန်းငနဲ့ကြည့်လိုက်အရန်သေးတာတယ် Chelsea အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်2 billion ပေါင်အသင်းမှာသုံးထားတယ်ဘယ်မလဲ Eden Hazard လို့ quality ဘယ်မလဲကျွန်တော် Diego Costa လို့ quality quality player တွေဘယ်မလဲကျွန်တော်ပြောရသေးလား ော့ပြောချင်တဲ့အဓိပ္ပာယ်ကဒီခုနပြောဆိုပြီးသုံးလိုက်တဲ့ပတ်စံဒီရဲ့နောက်က quality player တွေကဘာမှမရှိနေဘူးအဲ့ဒီ quality ရဲ့ဒါကြောင့်နောက်ကနေပြောပြောမယ့်စကားလုံးပြောမှလဲခုနပြောလို့ပဲငါတို့ကဒီကစားသမားတယောက်တန်း80သုံးလိုက်တယ်တန်း90သုံးလိုက်တယ်ဘာမှလဲအဲ့ဒီရဲ့ quality တွေနောက်ဆုံးပြမမဲ့ရဒါကျွန်တော်တို့နောက်ဆုံး roman တယောက်ပတ်စံဒီအများကြီးသုံးခဲ့တဲ့နှစ်ရဲ့သူ့ရဲ့အောင်မြင်မှုတစ်ခုကိုပြောပါဆိုရင်တော့ဒါကျွန်တော်တို့လက်ရှိအနေထားရပါလေလို့ပြောပါဆိုရင် သူ့ရဲ့အဓိကအောင်မြင်မှုကိုဒါကျွန်တော်စကားဆွဲပြီးပြောမယ်ဆိုရင်ချက်စီးတင်ကနှစ်တိုင်းဒီပတ်စံနဲ့တုံးနဲ့ equal valent နဲ့ crew ဖီရတယ်နောက်ဆုံးညာခုနပြောလို့ခင်ဗျာစောက်သုံးမကြပါဘူးဆိုတဲ့အစုအဖွဲ့တွေဖြစ်ခဲ့တဲ့ team warna တို့ kai harvest တို့အဲ့အုပ်စုမှာ chelsea ရဲ့နောက်ဆုံးပိုင်ရှင်ဖြစ်တဲ့ roman တယောက်နေလေတာပေါင်တန်းကိုယာနဲ့ချီပြီးတော့ဒီကစားသမားတွေမှာပတ်စံနေတုံးခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်တို့ပေမဲ့တော့ညာလဲ တိုးတာပေါ့ဒါလုံးဝဗျာ chess ဒါ roman ဝယ်ထားတဲ့လူတွေထဲမှာအဆင်မပြေဆုံးအုပ်စုတော်မှာ champion league ကိုစကူးပေးသွားခဲ့တယ်ဗျာတိတယ်ကျွန်တော်ပြောတယ်အဲ့တော့2 billion အတင်းကတုံးတာလေလူဘေးကလူချင်းတော့ဟာမင်းတို့အတင်းကတော့ခုနကပြောသောပတ်စံကြီးအများကြီးတုံးပြထားတယ်အေးပတ်စံကြီးအများကြီးသာတုံးထားတာအဲ့ပတ်စံတုံးတာလေဘာမှမဟုတ်ခုနကခမ ्या ကိုကျွန်တော် example တစ်ခုပြပြမယ်ခမ ्या ကိုအိမ်တစ်လုံးစောက်ခိုင်းတယ်အိမ်ကိုခမ ्या ကို budget အရာခုနကပြောသိန်း1000ပေးပြီးစောက်ခိုင်းတယ်အာခမ ्या ကသိန်း1000ပေးပြီးစောက်လိုက်တာပဲဒါပေမဲ့ဘာပုံမှမထွက်ရင်တော့အဲ့ စောက်ထားပြဆန်အလကားပဲအဲ့ဒါမှခုနအဲ့တထောင်ထဲမှာခုနအထဲမှာခုနကျွန်တော်လက်ရှိမှာဘီနာကကြောက်ဆောင်နေလုထားရတာခုနပြောလို့ရအရင်ဘီဇင်လေးကလှနေရမယ်အခန်းကြီးကတော့ minimalistic အထဲမှာပြင်ထားတဲ့ decoration တိတ်တထောင်တုံးပြီးဘာမှမထွက်နိုင်တိတ်တထောင်တုံးပြီးရုပ်ထွက်တဲ့အိမ်နဲ့မတူဘူးအဲ့တော့ချက်စီပိတ်သက်တွေကခုလက်ရှိမှာတို့အသိန်းဘူးအားမလို့အားမရအဓိကဖြစ်တဲ့ scenario ကဒါပဲ ဒါကသူတို့ရဲ့လုံးဝဒါကျွန်တော် base scenario တစ်ခုပဲအဲ့ဒါကလက်ရှိ Chelsea အသင်းရဲ့သွားရလမ်းကြောင်းနဲ့လက်ရှိမှာသွားနေတဲ့လမ်းကြောင်းကလွဲမှားမှုတွေကိုပြောရမယ်အဲ့တော့ပရိသတ်တွေအနေနဲ့ခုနပြောလို့ပဲလက်ရှိမှာဒါသူတို့ရဲ့ objective goal တွေအရင်တော့တနစ်ကိုဖလားတလုံးပြသူနကျွန်တော်ကျွန်တော်ဒီ minute ရှေ့ video မှာပြောခဲ့လို့ပဲစပါးတို့ Arsenal တို့1 to 4ဝင်ဒီဘဲတွေကရည်နေတဲ့အုပ်စုပြသည်လားမင်းတို့ကကွာ Champions League ကိုမှန် Champions League ဝင်ဝင် manager မှာငါတို့က Champions League ကိုယူနေတဲ့ကောင်းနေတယ် အဲ့လိုလက်မထောင်ပြီးနေလာခဲ့ကောင်းလေဗျာဒီလားအဲ့ဒါကိုပြောတာလေဒီလားအဲ့လိုလက်မထောင်ပြီးတော့ငါတို့ကဒီလိုမျိုးဖြစ်ခဲ့တဲ့ကောင်းလေလို့ပြောခဲ့တဲ့ဘဲတွေအနေနဲ့အခုလက်ရှိမှာသူတို့ကိုယ်တိုင်ကလက်ရှိမှာဟဲ့ငါတို့ကတော့ဖူကြောဗျာတောက်ယူလာကျွန်တော်ပြောတာဒီလားပိုက်ရှင်တွေကပြုတ်ပိုးဆိုးတာပြိတ္တတွေကဘာဘာကြောခုနကပြိတ္တတွေကဘာတောက်ကြည့်မှမရှိတဲ့ human being တွေဗျာဒီလားဒီလိုမျိုးဖြစ်သွားအောင်ပြိတ္တတွေကဘာမှလုပ်ထားခဲ့တာမဟုတ်ပြိတ္တတွေအခုလက်ရှိမှာဒါကွင်းလုံးပေးရှင်အားပေးတယ်ချက်စီအသင်းကို supporter တွေအပြည့်အားပေးတယ်ပိုင်ရှင်တွေစောက်တော့မကြနဲ့အသင်းက round about ဖြစ်သွားတယ်ဗျာသိလား အရင်တော့ဗျာခုနကပြောတော့ Champion League ဝင်ခွင့်ဆိုတာ Champion League ကိုငါတို့ဘယ်လိုယူရမလဲအသင်းကဒီ Champion League ဝင်ခွင့်ကိုအရေးပါတယ်အသေးသေးလေးဖြတ်သွားဘယ်လောက်ထိစိတ်နာဖို့ကောင်းလဲဟုတ်တယ်ဟုတ်ကျွန်တော်ပြောတာအဲ့ဒီပြဿနာက Chelsea အသေးအနေနဲ့အခုလက်ရှိပိုင်ရှင်တွေပြင်ရပြဿနာပြီးတော့ပြဿနာခုနကပြောတယ်ပဲ quality player တွေဝယ်တဲ့အခါ2 billion သုံးဖို့မလိုဘူးအသေးမှာဒီ2 billion နဲ့ရှိတဲ့ပြဥမာခုနကပြောရင်တော့ Roman တယောက်ပတ်စံသုံးတယ်ဆိုတော့ဘာလို့မြင်ရလဲ TDA Drogba Mikel Essien ီဘိုကော်တော့စ်အန်ဂိုလိုကန်တေကော်လာဒီပလီယာဆိုတာပတ်စံ၃နိုင်ဝယ်လို့ရတာမဟုတ်ဝယ်လဲမဝယ်တော့တချို့ဆိုတာဒါပဲအဓိကအဲ့တော့ချက်စီအသင်းနေရာကနေပြီးတော့ fan perspective ကပြောရမှာဆိုကျွန်တော်တော့နားလေတယ် ဘာလို့ကျွန်တော်ပြည်သက်တယောက်နေအရင်နားလေလူရတယ်တမပါတယ်လောက်ပဲအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုရင် DB4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မပေးကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုရင် DB4U တွေ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မပေးကြပါနဲ့မြမကလစ်မှာမြမနိုင်ဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်တော်လေးနေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲ ကျွန်တော်တို့တွေနောက်မှ AACC တွေ့ကြတာပေါ့အားလုံးမကြိုးတမိုင်းမြန်မာကလစ်ပြကြအောင်ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်တေးပါပါ